မီးဗူနယ်ကတာပလာယာနဲ့ညက်တာတွေနှိပ်စက်ခံခဲ့ရတဲ့တင်ငန်းချုံမြို့နယ်မှာအိမ်ကူမိန်ကလေးငယ်ကိုမတ်လ15ရက်နေ့ကလူမှုဝန်ထမ်းဦးစီးဌာနကတာဝန်ယူပြီးစောင့်ရှောက်မှုတွေပြုလုပ်ထားတယ်လို့သိရပါဗျ။အဲ့ဒီအိမ်ကူမိန်ကလေးငယ်ဟာတင်ငန်းချုံစံပြဆေးရုံမှာဆေးဝါးကုသမှုခံယူပြီးနောက်မတ်လ15ရက်နေ့မှာစပြီးဗဟန်းမြို့နယ်မှာရှိတဲ့လူမှုဝန်ထမ်းဦးစီးဌာနအမျိုးသမီးအသက်မွေးအတတ်ပညာကျောင်းမှတာဝန်ယူပြီးစောင့်ရှောက်မှုတွေပြုလုပ်ပေးထားတယ်လို့သိရပါဗျ။ အဲ့ဒီသင်တန်းကျောင်းမှာလက်မှုအမှုပညာနဲ့စိုင်းနဲ့အတတ်ပညာတွေကိုသင်ကြားပေးမယ်လို့လည်းသိရပါဗယ်အမှုဖြစ်စင်မှာသင်ကန်းကျွမြို့နယ်စံပြစေုံဤစလိန်မြင်းဆောင်ကာကြီးရက်ကွယ်ရတနာမြင့်စုလမ်းမှာရှိတဲ့နေအိမ်တိုက်ခန်းတစ်ခုမှာအသက်28နှစ်အရွယ်ခန့်ရှိတဲ့အိမ်ရှင်အမျိုးသမီးတို့ကသူမရဲ့နေအိမ်မှာအိမ်ကူလောက်ကင်နေတဲ့အသက်20အရွယ်ခန့်ရှိတဲ့မိန်းကလေးငယ်ရဲ့ခန္ဓာကိုယ်ကိုမိဘူးနဲ့ကတ်တာပလာနဲ့ညှက်တာတွေစတဲ့ညှဉ်းပန်းနှိပ်စက်တာတွေပြုလုပ်ခဲ့တယ်ဆိုပြီးအိမ်ရှင်အမျိုးသမီးကိုသင်ကန်းကျွန်းရဲ့စခန်းကဖမ်းဆီးထားတာဖြစ်တယ်လို့သိရပါဗျ။ နှိပ်စက်ခံခဲ့ရတဲ့ဆိုရဲမင်းကလေးငယ်ဟာဖေဖော်ဝါရီလ28ရက်နေ့ညပိုင်းချိန်မှာသူမအလုလုကင်နေရာတိုက်ခန်းမှာအမိုက်ပစ်ဖို့ထွက်လာစဉ်ပဝင်းကျင်မှာနေထိုင်တဲ့သူတွေကိုတွေ့ရှိပြီးနှိပ်စက်ခံရတဲ့ဒဏ်ရာတွေကိုပြသခဲ့ပြီးအကူအညီတောင်းခံခဲ့တာဖြစ်တယ်လို့သိရပါတယ်အဲဒီနောက်ပဝင်းကျင်မလူတွေကရက်ွက်အုပ်ချုပ်ရေးမှုကိုအကြောင်းကြားပြီးတည်ရန်ချုံမြို့မှာရဲစခန်းမှာအမှုဖွင့်ပြီးနှိပ်စက်ခံရတယ်ဆိုတဲ့မိန်းကလေးငယ်ကိုစံပြစေယုံကြီးကိုလိုက်ပါကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။ အဲဒီပြစ်စင်နဲ့ပတ်သက်ပြီးတင်ငန်းကျွတ်မြွနယ်ရဲ့စခန်းကညှင်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့အင်ရှင်အမျိုးသမီးကို ရာစသက်ကြီးပုံမှ326နဲ့ဖမ်းဆီးရေးယူထားတယ်လို့သိရပါဗျာ။